ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဒီချိန်ကတော့မြောက်ပြင်းဆုံးဦးခုံးရဲ့ Journey to the West အနောက်ရက်တို့ခီးသွားခြင်း1986ဇလန်းတွဲကို recap ခန်းစားမယ်ချိန်ပဲဖြစ်ပါခင်ဗျဆိုတော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ဘီနာကောင်းအောင်နှိပ် VPN ဖွင့်ပြီးလို့ရုပ်ရှင်ကို like လုပ်ပြီးရင်မြောက်ပြင်းနဲ့အတူတူအနောက်ရက်ကိုစွန့်စားခန်းထွက်လိုက်ကြပါစို့ခင်ဗျ ရဆမှာတော့လူတစုဟာအဆောင်နှစ်ယောက်ကြက်မှတ်နေတဲ့ခန်းတစ်ခုတည်းကိုဝင်သွားလိုက်ပြီးအထဲဥရောက်တဲ့ခါမှာတော့နောက်ထပ်တမားတော်တယောက်ရောက်ရှိလာဖြစ်ကြောင်းဘရင်ကြီးကိုရှောက်ထားလိုက်ပါလေဘရင်ဟာနာမကျန်းဖြစ်နေပြီးတော့သူ့ရဲ့ကိုယ်ဆက်ရပေါ်မှာတစောင်းဆွဲပြီးတော့လဲနေခဲ့ပါလေဘရင်ကြီးကသူ့ဟာနာမကျန်းဖြစ်နေခဲ့တာကြာနေခဲ့ပြီဖြစ်ပြီးတော့တမားတော်ဘောင်းဆောင်လည်းလဲကုသခဲ့ပြီဖြစ်လို့ဈေးဘောင်းဆောင်နေအောင်လဲနှိရှိလာများတောက်ခဲ့ပြီဖြစ်ကြောင်းသူ့ရဲ့ဝင်ကြီးတွေကိုပြောပြနေခဲ့ပါလေမင်းကြီးကပဲဆက်လက်ပြီးတော့သူ့ကိုကုသနိုင်မဲ့တမားတော်ဆိုတာ ီအမေပေါ်မှာရှိနိုင်တော့မှမဟုတ်ကြောင်းပြောလိုက်ကသူ့ကိုထပ်ပြီးတော့မနှောက်ရှက်ဖို့နဲ့ထွက်သွားလိုက်ကြဖို့ပြောကြနေပါတော့တယ်။ဝင်းကြီးနဲ့အဖွဲတွေကလည်းနားလေစွာနေပဲပြန်လဲပြီးတော့ထွက်ခွာသွားခဲ့ကြပါလိမ့်။ဘင်ဟာနောက်ဘက်ပါပူရီတိုင်းပြည်ကဘင်းရင်တစ်ပါးဖြစ်ပြီးတော့မကြသေးငါမှကံမကောင်းအကြောင်းမလားကပြင်းပြင်းထန်ထန်နာမကျန်းဖြစ်ပေါ်လာနေရကနေနန်းတွင်သမားတော်မျိုးစုံနဲ့အချင်းချင်းကုသနေခဲ့ပေမဲ့ပြန်လဲကောင်းမွန်လာဖို့လည်းမရှိတာမဟုတ်လို့သူဟာသူလက်လျှော့ထားခဲ့တာပဲဖြစ်ပါလိမ့်။ဒါကြောင့်မလို့မင်းကြီးဟာတိုင်းပြည်ရဲရဲကိုကြောညာစာပို့ပြီးတော့ သူ့ရဲ့ယောဂါကိုပျောက်ကွင်းအောင်ကုသနိုင်မယ်မြည်သူမဆိုသူ့ရဲ့တိုင်းပြည်တဝက်ကိုပေးရမှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်ဒလုံးနဲ့ဆုံးခုံတို့ဥဆောင်တဲ့အဖွဲ့ဟာပါပူရီတိုင်းပြည်ရဲ့ဈေးတစ်ခုတည်းကိုရောက်ရှိလာကြပြီးတော့ဘာကျဲကလက်တစ်ဖက်ကခရင်ထွန်ချစ်ကိုကင်ပြီးတော့သူ့ရဲ့မျက်နှာကိုလက်တစ်ဖက်ကအုတ်ကအင်ဂျီစာတစားကိုဈေးဘလောက်လဲလို့မေးလိုက်ပါတယ်မျက်နှာလက်ကိုဖဲကအင်ဂျီစာကိုလက်နဲ့ဖမ်းယူလိုက်ချိန်မှာတော့မျက်နှာဟာပေါ်သွားခဲ့တာကြောင့်ဈေးတရာလက်ပြီးတော့អော်လိုက်တဲ့အခါအဲ့ဒီနားတော်ဝိုက်မှာဘာကျဲမျက်နှာကိုမြင်ပြီးတော့ရုပ်အသေးတွေဖြစ်ကုန်ကြပါတော့တယ် ဆရာတော်ကတော့ပါကျဲကိုဂရုတစိုက်နေထိုင်ဖို့နဲ့သူများတွေကိုမလန့်စေဖို့မှန်မဲထားလိုက်ပါလေဇေယျတဏျာမှာတော့လူရယာစူးစူးနဲ့ကြောင်သာဆွာရတစ်ခုကိုအလူရက် ဖန့်နေကြတာမလို့ဝူခုံးကလူရယာတွေကိုဖြဲရဲတိုးပြီးတော့ကြီးလိုက်တဲ့အခါမှာတော့ဗာဘူးရီဘီရင်ကြီးရဲ့ကြောင်သာဆာကိုတွေးလိုက်ရပါတော့တယ်ဒီလိုနဲ့ဇုံကုန်းနဲ့ဖွဲ့ရနန်းတော်တွေကိုရောက်ရှိလို့သွားခဲ့ကြပြီးနန်းတော်အဲဂျိုကလည်းသူတို့အားလုံးကိုဂီဥဂျိုပြုတ်ကာရေနွေးချမ်းနဲ့ဧကန်နေခဲ့ပါတယ်ဒန်ဆန်းကိုတော့ကဘီရင်ကြီးကနန်းတွင်ထဲမှာရှိမရှိမေးလိုက်ပြီးတော့ ဘီရင်ကြီးနဲ့တွေ့ဆုံခွင့်တောင်းခံနေခဲ့ပါတယ်။နန်းတွင်အဲဂျိုကလည်းမင်းကြီးဟာမမမကျမ်းဖြစ်နေတာကြောင့်ညီလာခံသဘင်မတက်ရောက်နိုင်တာတောင်ကြာနေဖြစ်ကြောင်းပြောပြလိုက်ကမင်းကြီးဟာအိတ်ခမ်းဆောင်တွေကဂုံးဆဲရပေါ်မှာသာရှိနေကြောင်းကိုပြောပြခဲ့ပါတယ်။နန်းတွင်အဲဂျိုကပဲဆက်လက်ပြီးတော့ဒီကနေ့မှာမင်းကြီးဟာသူ့ရဲ့ယောဂါကုနိုင်တဲ့မြည်သူမဆိုးနိုင်ငံတော်တဝက်ကိုပေးရမယ်ဆိုတဲ့ဂျင်နာစာတန်းတစ်ဆောင်ကိုကြောညာထုတ်ဝေခဲ့ကြောင်းကိုပြောပြနေပါတယ်။ဒီလိုကိစ္စပြောတာနောက်တစ်ချိန်ပြန်ပြီးတော့မှဖြစ်နိုင်တော့တဲ့အခွင့်အဖြစ်အကြောင်းကိုပြောပြနေခဲ့ပါတယ်။ ခဏနေတော့ဘုံကြီးထံကနိုင်ငံဖြတ်တန်းခွင့်လက်မှတ်မှာတစိုက်တုံးထူဖို့အတွက်ဘီရင်ကြီးနဲ့တွဲဆုံမှုထွက်ခွာသွားခဲ့ပြီးတော့ဇုံခုံတို့တပ်ဖွဲ့ကိုပြဒနာရှာမထားဖို့တေချာမှာပြီးတော့သွားခဲ့ပါတယ်။ဝူခုံကဆရာတော်မြမြန်သွားပြီးမြမြန်ပြန်လာခဲ့ပုံမှာလိုက်ပြီးတော့ခုံမထိုင်မှုပြင်လိုက်ချိန်ပါပဲပါကျဲကခုံဆွဲယူလိုက်ကဒီတစ်ခါတော့သူနားလဲပဲလို့ပြောပြီးတော့ထိုင်လိုက်ပါတယ်။အဲဒီချိန်မှာပဲစာအုပ်ချင်းကရောက်လာပြီးတော့စာဖို့သားဖို့စီစဉ်ရတာကမခက်ခဲကြောင်းနဲ့အသီးရောကမရှိဘူးဖြစ်နေကြောင်းနဲ့သူတို့မှာစီစာငရုတ်ချက်တို့ပဲငပြားရှာလကားကြီး ကြာညို့ရှောင်းကောတရုတ်မဆလာတရုတ်နန်းနန်ကယူစီဘာညာတာရကာစမာကလာတွေမရှိတောင်းပြောတဲ့အခါဇုံခုံကသူ့မှာငွေစာနည်းနည်းရှိလာကြောင်းပါကျဲကိုဈေးထဲမှာသွားပြီးတော့ဝယ်ခိုင်းရင်တော့ရနိုင်မယ်အကြောင်းကိုပြောပြလိုက်ပါတယ်။ပါကျဲကလည်းသူမသွားခြင်းတဲ့အကြောင်းပြောလိုက်တာကြောင့်ဦးခုံးကဘာလို့လဲလို့မေးလိုက်တဲ့အခါပြဿနာတစ်ခုရှိရင်သူ့ရဲ့အပြစ်ဖြစ်လာနိုင်ကြောင်းအလာတော့ကလည်းဈေးထဲမှာပြဿနာတက်ခဲ့ပြီးတာမသိဘူးလားဖြစ်အကြောင်းကိုပြောပြလာပါတယ်။ပါကျဲကခန်းထဲကိုဝင်သွားတာဒါကသူနားယူရမယ့်အချိန်ဖြစ်တဲ့အတွက်သူ့ကိုလာပြီးတော့မနှောက်ယှက်နဲ့လို့ပြောနေခဲ့ပါတယ်။ ဇုံခုံကဝူကျင်းကိုစောစောဈေးထဲကိုဖြတ်ခဲ့တော့ကစားတော့ဆရာတွေတွေ့ခဲ့သေးလားလို့ပါကျဲကြောင်မေးတဲ့အခါဝူကျင်းကပန်းသီးတွေတစ်တော်သီးတွေငှပြောသီးတွေနန္နာသီးတွေပါတွေ့ခဲ့ကြောင်းကိုပြောနေခဲ့ပါတယ်။ပါကျဲတော့အထဲကနေမကြားကြအောင်ဆောင်းကနားကိုပိတ်ထားခဲ့ပါတယ်။ဝူကျင်းကဆက်ပြီးတော့ပေါင်စီတွေပေါင်မုတ်တွေအသားကင်တွေအခေါက်ကင်တွေဘဲကင်ကြက်ကင်အစုံကင်တွေလည်းတွေ့ခဲ့ကြောင်းကိုပြောပြနေပြန်ပါတယ်။ဇုံခုံကဒါဆိုအဲ့ဒါတွေသွားစားကြမယ်ညီလေးလို့ပြောလိုက်တာကြောင့်ပါကျဲကအမြန်ပြေးထွက်လာပြီးတော့ အကိုဤဆုံးစိတ်မတူဘူးနဲ့သူ့ကိုလည်းခေါ်ဖို့ပြီးတော့သူပတ်စံရှိရင်ပြန်ပြီးတော့ဝယ်ကြွေးမယ်အကြောင်းကိုပြောပြနေပါတယ်။ပါကျဲကလည်းမျက်နှာကိုအုပ်ကဆုံးခုံးနဲ့အတူတူဈေးထဲကိုသွားခဲ့ကြပါတော့တယ်။ပါကျဲကစိတ်ပေါင်းတွေကိုတွေ့တော့လည်းဝယ်ကြအောင်ကိုကြီးရေလိုပြောနေခဲ့တာပါ။ဆုံးခုံးကပါကျဲကိုစိတ်ပေါင်းတဲ့နားမှာထားခဲ့ပြီးသူကတော့ဘရင်ကြောညာစာကိုသွားပြီးတော့ဖတ်နေခဲ့ပါတယ်။နောက်တော့ဝူခုံးကကြောညာစာဘက်ကိုတကူနဲ့ဖြုတ်လိုက်ကပါကျဲအင်းကြီးကြားထဲကိုထိုးထားပေးခဲ့ပါတယ်။ပါကျဲကလည်းစာရိုက်လက်ကြီးကိုလှုပ်ပြစ်ကစိတ်ပေါင်းကိုမျောနေခဲ့ပြီးမြဲ ။စာရွက်လိုက်ကပါကျဲအင်းကြီးကြားထဲကိုပဲပြန်ရောက်နေခဲ့ပါလိမ့်။ဒီလိုနဲ့ရဲမတ်တွေကကြောင်ကြာစာရွက်ဖြုတ်သွားသူကိုလိုက်လံရှာဖွေကြတဲ့ခါမှာတော့ပါကျဲကိုတွေးလိုက်ပြီးတော့ရဲမတ်တွေကလည်းမိန့်ကြောင်ကြာစာကိုယူဆောင်နေသူဆိုတော့မင်းကြီးကိုစေးကုသပေးမဲ့သူပဲဖြစ်ရမယ်လို့ပြောလိုက်တဲ့အခါပါကျဲကဟွဘလုံးလုံးငါစေးကုပေးမှလဲလို့ပြန်ပြီးတော့မေးနေခဲ့ပါလိမ့်။သူတို့ဘာလို့လာပြောနေရလဲလို့လည်းပြောလိုက်သေးတာပါ။ဒါဆိုလက်ထဲကကြောင်ကြာစာကဘာလဲလို့မေးလိုက်တဲ့အခါပါကျဲကစာကိုယူပြီးတော့လှုပ်ပြစ်လိုက်ပါလိမ့်။ ရဲမကလည်းဘရင်အမိန်စာကိုအခုလိုဗျံမထားရီလှုပ်ချင်းဟာကိုမြက်ခံနိုင်ကြောင်းကိုပြောပြလာပါတယ်။ဘာကြဲကဒီစာရွက်ကဘသူကြောင့်သူ့စီရောက်လာဆိုတာသူသိတယ်လို့ပြောလိုက်ပြီးတော့အဲ့ဒီလူစီကိုခေါ်သွားမယ်လို့ပြောကခေါ်သွားခဲ့ပါတော့တယ်။တပတ်ကနန်းတော်ထဲမှာတော့ဘုံကြီးတပတ်ကတွေ့ကျင်တယ်လို့ရှောက်တင်လာတာကြောင့်ဘရင်ကလည်းကြောညာစာရွက်ကတ်လိုက်တာမှန်သွားပြီလို့ပြောကမြန်မြန်ခေါ်လိုက်ဖို့ပြောနေခဲ့ပါတယ်။ဒန်ဆန်းကိုရောဂါရဝပြုတဲ့ခါဘရင်ကြီးကနေသာသလိုနေပါလို့ခွင့်ပြုပေးလိုက်ပါတယ်။ ထန်ဆန်းကိုတော့ကသူ့ရဲ့နိုင်ငံဖြတ်သန်းခွင့်လက်မှတ်ကိုဘီရင်ကြီးကိုပေးအပ်လိုက်ပါတယ်။ဘီရင်ကြီးကဖြတ်သန်းခွင့်စာအုပ်ကိုကြည့်ကထန်ပင်ကဘာကြောင့်ကုန်းတရံရေတရံဖြတ်ပြီးတော့ကိုတော့ကိုစန်းစာပင်ခန်းရတာလေလို့မေးနေခဲ့ပါတယ်။ဆရာတော်ကလည်းထန်နိုင်ငံဘီရင်မင်းမြတ်ကတနာကျင်နာသိရှိသူဒူးဖြစ်ပြီးတော့သူ့ရဲ့အထူးမိဟာသာသနာဘာသာတိုးတက်ရေးအတွက်စန်းစာပင်ဆောင်ရေးအတွက်ကိုဆေလွှတ်လိုက်တာဖြစ်ကြောင်းပြောပြနေခဲ့ပါတယ်။ဘီရင်ထန်ဆန်းကိုတော့အပြိုးတော်ဆောင်မှညသာစားဖို့အတွက်ဖိတ်လိုက်ပါတော့တယ်။ ်ဝူခွန်ကတော့ပါကျဲကိုကြောင်သာဆောင်းနဲ့ထားခဲ့ကဝူချင်းစီကိုပြန်လာပြီးတော့စိတ်ပေါင်လေးကိုငေးပြီးကြံခဲ့ကြောင်းခါးကြားထဲမှာလည်းကြောင်သာဆောင်းလေးကိုကိုင်းထားချောင်းပြောပြနေပါတယ်အဲ့လိုနဲ့ပါကျဲကရောက်လာပြီးတော့သူ့ကိုအစားဝယ်ကြွေးမယ်ဆိုပြီးတော့ခေါ်သွားပြီးတော့ကြောင်သာဆောင်းကိုထိုးထည့်ခဲ့ကြောင်းသူ့မှာပြဿနာမျိုးစုံတက်ကပြန်လာခဲ့ရကြောင်းနဲ့ဘာကြောင့်ဒီလိုလောက်ရတာလဲလို့မေးနေခဲ့ပါတယ်အခုတော့ကိုရန်တော်တပ်သားတွေကဒီဒီလိုက်လာကြပြီဖြစ်တဲ့အတွက်ကိုကိစ္စကိုရှင်းလို့ပြောလိုက်တာဝူခုံးကိုဆွဲခေါ်သွားပြီးကိုရန်တော်တွေရဲ့ရှေ့ကိုပို့ပေးလိုက်ပါတယ် အမိန်သာထုတ်တာဘသူလဲလို့ဆုံးခုံးကမေးလိုက်တဲ့အခါဝင်ကြီးကအမိန်ကြောနာသားကိုထုတ်ခဲ့တာသူဖြေချောင်းပြောပြလာပါလေဝင်ကြီးကဆုံးခုံးကသာတကယ်ကုသပေးခဲ့ရင်ဘရင်ကတိုင်းပြည်တော်ကိုတကယ်ပေးရမှာဖြေချောင်းကိုပြောပြလာပါလေဝင်ကြီးကဝူခုံးကိုကောင်းငင်ပေါ်ကနေသူတို့စီကိုဆေလွတ်လိုက်တယ်နတ်မင်းကြီးဆုံးခုံးလာလို့မေးလိုက်တဲ့အခါဝူခုံးကမင်းကြီးကကုသခွင့်ပေးခဲ့ရင်သူသာကုသခြင်းစိတ်ရှိခဲ့လို့ရှိရင်သူ့လက်နဲ့ထိလိုက်တာနဲ့ယောဂါအလုံးကဖတ်ကနေပျောက်ကင်းသွားမှာဖြေချောင်းကိုပြောပြနေပါလေ ဝင်းကြီးကလည်းတကယ်လို့ကုသပေးခဲ့ရင်ဘင်းကတိုင်းပြည်တို့ကကိုပေးမှာဖြစ်ကြောင်းထပ်ပြီးတော့ပြောပြလိုက်ပါတယ်။ဝင်းကြီးလည်းမင်းကြီးရဲ့ဆက်တော်ခမ်းမဆောင်သွားပြီးတော့အထူးဝန်သားစရာသတင်းကောင်းရှိတယ်လို့ပြောလိုက်ကမင်းကြီးရဲ့ဈေးကုသခွင့်စာအုပ်ကိုအနောက်ရက်ကလာတဲ့နတ်မင်းကြီးစုံဦးခုံကကုသဖို့ဖြုတ်ယူကလက်ခံသွားခဲ့ဖြစ်ကြောင်းကိုပြောပြလာခဲ့တာပါ။ဘင်းကလည်းအဲ့ဒါဆိုအဲ့ဒီစုံဦးခုံကဗမာလဲလို့မေးလိုက်တဲ့အခါတဲခုဆောင်မှာရောက်နေကြောင်းနဲ့သူ့လက်နဲ့ထိလိုက်ယုံနဲ့နေယောဂါပျောက်ကင်းမှာဖြစ်ကြောင်းကိုပြောပြနေခဲ့ပါတယ်။ ဒါမဲ့သူလိုချင်တာကမင်းကြီးကိုယ်တိုင်သူ့ကိုလာအောင်ပြီးတော့ပင့်ဆောင်မှသာကုသဖို့လက်ခံသွားမှာဖြစ်ကြောင်းကိုပြောပြလိုက်တာပါဘုံတော်ကြီးထန်ဆန်းကလည်းအဲ့ဒီဇုံကုံဆိုတာသူ့ရဲ့တပည့်ဖြစ်ကြောင်းကိုပြောလိုက်တဲ့ခါမှာဘင်းကြီးကဟူကုံမှာတကယ်စေးကုသနိုင်တဲ့အစွမ်းရှိရလားလို့မေးနေခဲ့တာကြောင့်ထန်ဆန်းကရိုးသားသားပြောရရင်သူ့မှာနောက်လိုက်တပည့်၃ယောက်ရှိပြီးတော့အားလုံးကဈေးစရာတွေမဟုတ်ကြတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်အဲ့ဒီခါမှာဘင်းကြီးကဆရာတော်ရဲ့တပည့်ဟာသူ့မှာသာစေးကုသနိုင်တဲ့အစွမ်းမရှိရင် အမိန်ကျော်နာစာကိုဘယ်လိုလုပ်ဖြုတ်ဝင်ပါလဲလို့ပြောလိုက်ကသူ့ရဲ့တပ်သားတယောက်နဲ့အတူတူရိုးသေးစွာရေးသားထားတဲ့ဖိတ်စာကိုယူလိုက်ကမင်းခံမင်းသားအဆောင်ရှောက်တွေနဲ့လေးလေးစားစားမစော်ကားမီအောင်စင်ချင်းကနတ်မင်းကြီးစိုးဝန်ကုန်းကိုပင့်ဆောင်ဖို့အမိန်ပေးလိုက်ပါတော့တယ်ဝူခုံးရဲ့တဲကိုဆောင်မတော်ဝင်းကြီးမှန်များလာအောက်ကစိုးဝန်ကုန်းကိုဂါရဝပြုကြပြီးမင်းကြီးရဲ့ယောဂါကုသပေးဖို့တော့လာပြီးတော့ပင့်ဖိတ်နေခဲ့ကြပါပြီဝူခုံးကလည်းဝင်းကြီးတွေကိုပြန်လှုပ်ပြီးတော့သူဝယ်စားလဲပြီးတာနဲ့လိုက်ခဲမှာဖြစ်ချောင်းကိုပြောပြလိုက်ပါတယ်နန်းတော်ညီလာခံသပင်မတော်ဝင်းကြီးဟာ အမိန်စာကိုဖြုတ်ယူသွားခဲ့တဲ့ဈေးဆရာဆုံးခုံရောက်ရှိလာခဲ့ဖြစ်ကြောင်းကိုရှောက်ထားနေပါတယ်။ဆုံးခုံနဲ့ပါကျဲရဈေးဆရာဝတ်ဆောင်ကိုစီနဲ့နန်းတော်ထဲကိုဝင်ရောက်လာခဲ့တာကြောင့်ထန်ဆန်းကိုတော်ကဆုံးခုံကိုဘာကြောင့်ဘလို့ဘာတွေလုံနေကြတာလဲလို့မေးလိုက်တဲ့အခါဝူခုံကဘရင်စီကိုသာတန်းသွားခဲ့ပြီးတော့ပါကျဲကတော့ဆုံးခုံကသူ့ကိုစေးတတာကင်ခိုင်းတာကြောင့်နောက်ကနေလိုက်လာခဲ့တာဖြစ်ပြီးကြံတာဘာမှသားသားမသိကြောင်းကိုဖြေကြားလိုက်ပါတယ်။ဘရင်ကြီးကနှစ်ယောက်ထဲကအတုမရှိသမားတော်ကဘာလုပ်လဲလို့မေးလိုက်တဲ့အခါဝူခုံက ်သူဟာတုံးမရှိသမားတော်သာဖြစ်ကြောင်းကိုပြောပြလာပါတယ်တတိလွန်ကောင်းတဲ့ဘရင်ကြီးဟာဇုံခုံနဲ့ပါကျဲမျက်နှာကိုတွေးလိုက်တဲ့ချိန်မှာတော့နေရာမှာနေပွဲတော်ဝက်နဲ့တတိလစ်သွားခဲ့ပါတယ်ထန်ဆန်းကိုတော်ကလည်းဘာကြောင့်အထိတ်လန့်လို့ရတယ်လဲလို့ဝူခုံကိုအပြစ်တင်ပြောဆိုနေခဲ့တာပါပါကျဲကလည်းဇုံခုံစိတ်ပုတ်တာကြောင့်ဘရင်ကြီးတတိလစ်သွားကြောင်းမင်းကြီးကသူ့ကိုလှန့်ပြီးတော့တေသွားခင်ဒုက္ခများပြီဖြစ်ကြောင်းကိုပြောနေခဲ့ပါတယ်ဝူခုံကမင်းကြီးသာသူ့ကိုဒီလိုထိတ်လန့်နေမယ်ဆိုရင်နောက်ထပ်သမားတော်တထောင်နဲ့အနှစ်တထောင်ကုသခဲ့အောင်ယောဂါပြောင်းကင်းနိုင်မှာမဟုတ်ကြောင်း ဝင်းကြီးဖွဲ့ကိုပြောကြားလိုက်ပါတယ်။ဝူခုံးကသူကအထိပယ်မရှိတာတွေပြောနေတာမဟုတ်ကြောင်းနဲ့မင်းကြီးတတိယနေမှသာဘလို့ခံစားလဲသွေးခုံတုံးကဘလို့လဲဘာညာတာရကစမာကလာတွေမေးစရာရှိတာတွေကိုမေးမှသာကုသလို့ရမှာဖြစ်ကြောင်းနဲ့တကယ်လို့သူ့မျက်နှာကိုမြင်တာနဲ့တတိလစ်နေမယ်ဆိုရင်နတ်ဖရားတွေဈေးကူရင်အောင်ဈေးကူတာခက်ခဲနိုင်ကြောင်းကိုပြောပြနေခဲ့ပါတယ်။မင်းကြီးတတိခဲဟာဒီလိုနဲ့တတိပြန်ရလာခဲ့ပြီးတော့သူဟာဈေးစရာရဲ့မျက်နှာကိုမြင်တော်မူလိုက်တာနဲ့လန့်တော်မူပြန်သွားတာကြောင့်တတိလစ်တော်မူသွားခဲ့ရမှာနိုင်ရွာဆန်တော်မူဖို့ဟာကံလေးနည်းနည်း လွဲတော်မူသွားခဲ့တာကြောင့်တတ်သားတော်မူခဲ့တာဖြစ်ကြောင်းမိဖုရားကိုပြောပြတော်မူနေခဲ့ပါတယ်။ဝင်းကြီးကလည်းစေဝန်ခုံးဟာဈေးမကူသားခင်လေးမှာတော့အချိုးချောင်းအဆိုးကောင်းအောင်မေးကြည့်ခြင်းတဲ့ကြောင်းဝင်းကြီးကမင်းကြီးကိုပြောပြလိုက်ပါတယ်။မင်းကြီးကသူတို့ကိုပြန်ပြန်ပြန်လှုပ်လိုက်ဖို့နဲ့နောက်လဲမလားလာလဲမနောက်ဖို့ဘယ်ဆေးဆရာတော်မှနောက်ထပ်ခေါ်မလာခဲ့တော့ဖို့ပြောပြနေပါတယ်။ဒီကြောင်းဝူခုံးကသိလိုက်တဲ့အခါသူဟာနှလုံးခုန်တော့ကိုကျိုးနဲ့တိုင်းကြီးုံနဲ့သိနိုင်တဲ့နီးပညာကိုပါတိတက်ကျွမ်းထားကြောင်းပြောပြလာခဲ့တာကြောင့် ဝင်ကြီးကအန်အောနေသူတို့တခြားဝင်ကြီးတွေကလည်းအန်အောနေခဲ့ကြပါလိမ့်တခြားဝင်မင်းနှစ်ယောက်ကလည်းနှလုံးကိုကျိုးနဲ့တိုင်းလို့ရတဲ့ကြောင့်မင်းကြီးကိုရှောက်တင်ပေးဖို့ဝင်ကြီးကိုပြောပြစေလိုက်ပါလိမ့်ဘာကျဲကလည်းဆုံးကုန်းကဘယင်ဖြစ်ချင်နေလားဘာဖြစ်နေရလဲလို့ဒန်ဆန်းဆရာတော်ကိုမေးလိုက်ပါလိမ့်သူဒီလိုအတံမျိုးတတ်တယ်လို့တခြားမှမကြားဘူးတဲ့အကြောင်းပြောလိုက်တဲ့အခါဒန်ဆန်းကိုယ်ကဆုံးကုန်းကိုလူတွေကိုနောက်ထပ်လဲစားနေပြန်ပြီလားလို့အပြစ်တင်ပြောဆုံးနေခဲ့ပြန်ပါလိမ့်ဆုံးကုန်းကသူဟာတိတ်ဥတ်ဖြူတွေနဲ့ဈေးဘက်ဝင်ပင်နေအကြောင်းကိုသင်ငယ်ဘူးတာဖြစ်အကြောင်းပြောပြနေပါလိမ့် အဲ့ဒီချိန်မှာပဲဝင်းကြီးကရောက်လာပြီးတော့ဘီရင်ကြီးဟာနှလုံးခုန်လုံးကိုကျိုးနဲ့တိုင်းဖို့အတွက်လက်ခံလိုက်ပြီးဖြေချောင်းကိုပြောပြနေပါတယ်။ဆရာတော်ဒီချိန်ဒီဆုံးကောင်ယုံကြည်မှုမရှိသေးပဲတားဆီးနေတာကြောင့်ဟူခွန်ဟာဆရာတော်ကိုအေးဆေးထိုင်ဆောင်နေဖို့နဲ့မကြခင်သူပြန်ပြီးတော့လာခဲ့မှာဖြေချောင်းကိုပြောထားခဲ့ပါတယ်။ပါကြီးကလည်းသူမြန်လိုက်သွားမှသာဖြစ်မယ်လို့ပြောပြီးတော့ဟူခွန်ရဲ့နောက်ကနေလိုက်သွားခဲ့ပါတော့တယ်။ဒုနဲ့ခန်းထဲကိုရောက်တဲ့အခါဆေးသစ်တာတွေကိုချပြီးတော့ဆုံးကောင်နဲ့ပါကြီးကထိုင်ဆောင်နေခဲ့ပါဆေးသစ်တာကိုပါကြီးကဖြွင့်ကြည့်လိုက်တဲ့အခါမှာတော့ စာရွက်တွေစုတ်တန်းတွေသာထွက်လာပြီးတော့ဈေးကူးသားမဲ့ပစ္စည်းတွေနဲ့အချီကျိုးကဗမာလဲလို့ပါကြရမေးလိုက်ချိန်မှာပဲဇုံကုံရဲ့အစွမ်းနဲ့အချီသုံးကျိုးကပေါ်လာခဲ့ပါတယ်။ဝင်းကြီးကလည်းဇုံကိုတော်ရောက်ပြီးဖြဲချောင်းကိုမင်းကြီးကိုရှောက်ထားလိုက်ပါတယ်။အချီကျိုးသုံးချောင်းကလည်းဝင်းကြီးရဲ့လက်ထဲကိုရောက်လာခဲ့တာကြောင့်ဝင်းကြီးကလည်းဇုံကုံဆေးဆဲဖို့တော့လိုမယ်လို့ပြောကာအချီကျိုးတွေကိုဘင်းရဲ့လက်မှာမချီပဲမိမပြိုးရဲ့လက်နဲ့ပစ္စည်းတွေမှာချီကာဝူကုံကိုစပြီးတော့ဆန်းသတ်ခဲ့ပါတယ်။ဇုံကုံကလည်းမင်းကြီးချီထားတဲ့အချီကျိုးတွေဟာ တခုကရွှေတခုကသစ်သားတခုကအမျိုးသမီးဖြစ်နေကြောင်းအပြင်ကနေအော်ပြောလိုက်ပါတယ်ဒီတော့မှမင်းကြီးကဆုံးကုန်းကိုအတုမရှိသမားတော်ကြီးဖြစ်ကြောင်းယုံကြည်သွားခဲ့ပြီးတော့ရွှေကြည်ကျိုးသုံးချောင်းကိုသူ့ရဲ့လက်မှာခြိခိုင်းလိုက်ပါတော့တယ်ဝူကုန်းကရွှေကျိုးတွေကိုဆစ်ဆဲပြီးတော့မင်းကြီးရဲ့ယောဂါဆိုရင်ကြောင်းကြတွေ့ဝေမှုတွေနဲ့အထီးကျန်အချက်ငတ်ယောဂါဖြစ်နေတာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်အဲတော့မှမင်းကြီးကအမေရိကန်အထီးကျန်နေတာဖြစ်တာကြောင်းဆုံးကုန်းကိုခေါ်လိုက်ဖို့ညွန်ကြားလိုက်ပါတော့တယ်ဝူကုန်းကမင်းကြီးကိုအခုချိန်မှာမိဖုရားနဲ့ခွဲခွာနေရတယ်ဆိုပေမဲ့ မကြခင်ပြန်လဲဆုံတွေ့အောင်သူကစီစဉ်ပေးမှာဖြစ်ကြောင်းပြောပြလိုက်ပါတော့တယ်။မင်းကြီးကလည်းဒါဆိုရင်တော့ OK မှာဆိုပြည်ဖြစ်တဲ့တော့သူ့ဘက်ကဘာလို့လုံပေးရမလဲဆိုတာသာပြောပြပေးပါလို့မေးလိုက်ပါတယ်။နောက်တစ်ခါမှတော့ဝူကုန်းကဝင်ကြီးကိုဆေးပင်ပေါင်း၈၀၀ကျော်ယူလာခိုင်းပြီးတော့ဖြတ်တောက်ပြုတ်ကျိတ်ကနောက်ဆုံးမှတော့ပါကျဲယူလာတဲ့မြင်းသေးနဲ့ဝူချင်းယူလာခဲ့တဲ့အိုးဖင်ကအိုးမဲတွေကိုချိတ်ယူထားတဲ့အမုံတွေကိုရောကလုံပြီးတော့မခူယာရွှေစည်းနဲ့ရလို့ပြောပြီးတော့ဝင်ကြီးကိုပေးအပ်လိုက်ပါတယ်။ပါကျဲနဲ့ဝူချင်းကတော့အိုးမဲနဲ့မြင်းသေးကိုလုံထားတာများ မဟုတ်ရရွှေသေးလို့ပြောနေသေးတယ်လို့ဒီဒီပြောကကြိတ်ခွီနေခဲ့ကြပါတယ်။ဝင်းကြီးကဒီစိတ်ကိုဘယ်လိုများသုံးဆွဲရမလဲလို့မေးတဲ့အခါမိုးရင်နဲ့တောင်းရမယ်လို့ပြောတာကြောင့်ဝင်းကြီးကမိုးရင်မဟုတ်ပဲမိုးရီကဘယ်ကရမလဲလို့မေးနေတဲ့အတွက်ဝူခေါင်းကနောက်တနားရီတွင်းမှာမိုးရတော့မှမလို့မိုးရီခံထားဖို့ပြောကအရှိန်ငကားမင်းထံသွားလိုက်ပြီးတော့ဘာပူရီတိုင်းပြည်ဘက်ကိုမိုးနဲ့နဲ့ရွာပေးလိုက်ဖို့တောင်းဆိုလိုက်ပါတယ်။ဝင်းကြီးနဲ့ဘောင်းမမိတ်တန်တွေကလည်းစ조사ပန်းစားခံထားတဲ့မိုးရီတွေကိုမင်းကြီးကိုစက်တာပြီးတော့မင်းကြီးကမူရရွှေစည်းနဲ့မိုးရီကိုယုံကြည်သွားနဲ့တောက်သုံးခဲ့ပါတော့တယ်။ နောက်ဒီမှာတော့မင်းကြီးရဲ့ယောဂါအတော်တန်တက်တာလာဖြစ်တာကြောင့်မင်းကြီးအဆုံးခုံးတဲ့အဖွဲကိုစားတော့ပွဲတွေနဲ့ဂုံပြုတ်ကချီချူးစကားပြောကြားနေခဲ့ပါလိမ့်မင်းကြီးဝူခုံးကိုနောက်ထပ်ကူညီလက်ဆားနဲ့တစ်ခုလောက်ကူညီပါလို့ပြောလိုက်တာကြောင့်ဝူခုံးကမင်းကြီးကူညီတွေလိုအပ်နေတာသူသိရှိတဲ့အတွက်ပြောဖို့အားနာမနေဖို့ကိုတိုက်တွန်းလိုက်ပါတယ်ဘယင်ကြီးကလည်းပြောသင့်မပြောသင့်စဉ်းစားနေနေသူ့ရဲ့ဇနီးကနန်းတော်မှာမရှိတာအတော်ကြာကြီးဖြစ်တဲ့ကြောင်းပြောပြတဲ့အခါမိဖုရားကြီးကဘာကြောင့်နန်းတော်မှာမရှိရတာလဲလို့ဇုံခုံးကမေးနေရကြောင့်မင်းကြီးကလည်း လွန်ခဲ့တဲ့၃နှစ်ကပေါ့ဆိုပြီးတော့အစကြီးကတရက်မှာတော့နန်းတော်လေသာကွင်းတခုမှာမင်းကြီးဟာမိဖုရားကြီးကိုမုတ်ဖတ်ထုတ်တခုကိုခွန်ခွာပြီးကျွေးမိခဲ့ကြောင်းမိဖုရားကြီးကမင်းကြီးခွာကျွေးတဲ့မုတ်ဖတ်ထုတ်ကိုမစားဘဲနဲ့မင်းကြီးရဲ့ပေါင်ပေါ်ကိုတတ်ထိုင်ကလက်ဝတ်ရေနာတခုကိုဝတ်ပေးနေစင်မှာပဲအဝါရောင်ခုံးငွေတွေကြောက်လာပြီးတော့မိဖုရားကြီးကလည်းခုံးငွေတွေနဲ့အတူတူပျောက်ဆုံးသွားခဲ့တယ်လို့ပြောပြလာခဲ့ပါတယ်။ဇုံခုံးကသူကဒါမျိုးအမှုကိုကြိုက်နှစ်သက်ကြောင်းနဲ့မင်းကြီးရဲ့မိမအကိုပြန်လိုချင်တာလားဆိုပြီးတော့ဇုံခုံးကမေးလိုက်တဲ့အခါ ပြန်လိုချင်တဲ့အရင်လိုနေရရဲ့လို့မင်းကြီးကပြန်ပြောလိုက်ပါတယ်။တကယ်လို့များဆုံးခုံကသာသူ့ရဲ့မိဖုရားကိုပြန်ခေါ်ပေးနိုင်မယ်ဆိုရင်ဒိုင်းပြည်တစ်ခုလုံးနဲ့ထီးနှံကိုပါပေးရနိုင်ကြောင်းပြောပြတဲ့အခါအဲ့ဒီလိုပေးရလိုက်မယ်ဆိုရင်မိဖုရားရောထီးနှံမှာဆုံဆုံသွားနိုင်တာမင်းကြီးမတွေးမိဘူးလားလို့ဦးခုံကပြန်ပြီးတော့စနှောက်လိုက်ပါတယ်။မင်းကြီးကပြောလဲပြောရင်းနဲ့အကူကြီးပေးဖို့ဒူးထောက်တောင်းဆိုနေတာကြောင့်ဒန်ဆန်းကိုတော့ကထားပါမင်းကြီးသူတပည့်တွေကအစွမ်းကုန်ကူညီပါပါမင်းကြီးရဲ့လို့ပြောကြားလိုက်ပါတယ်။ဦးခုံကလည်းဒီကိစ္စအရရကိုသူ့ရဲ့တာဝန်သာထားလိုက်ဖို့နဲ့ အဲ့ဒီမိစ္ဆာအကြောင်းတစ်စီဆောင်းလောက်သာပြောပြပေးဖို့တောင်းဆိုလိုက်တာပါမင်းကြီးကသူကြားဘူးထားတော့ပြောပြရင်အဲ့ဒီမိစ္ဆာမြင်းမြန်အောင်ဂွေးတူကူမာနေတဲ့ကျေပြန်မိစ္ဆာဖြစ်ကြောင်းသိရပါတယ်လို့ပြောပြနေပါတယ်ဝူခုံကတော့ထုံးစားတိုင်းပါကျဲတဲ့ဝူချင်းစီမှာဆရာတော်ကိုအက်ခဲကကောင်းငင်ကိုပြန်တက်ကမြင်းမြန်တောင်စီကိုထွက်လာခဲ့ပါတော့တယ်ဒီလိုနဲ့ဂွေးတူကူရောက်တဲ့အခါမှာဆုံးခုံကလူသားတယောက်အတွင်ပြောင်းလဲဖန်ဆင်းပြီးတော့တဏီယာရောက်မှတော့ကင်းလဲနေတဲ့ကျေပြန်မိစ္ဆာရဲ့တပည့်တယောက်ကိုတွေ့လိုက်ပြီး ။ဝူခုံးကအဲ့ဒီမှာတင်ကြီးအေဂရီရှိရလားလို့မေးတဲ့အခါဒေတာပေါက်ရှိချောင်းနဲ့သူ့ရဲ့သခင်ကြီးမှာတော့ကန်ခေလွန်းပြီးတင်ကြီးရဲ့တကူလုံးကိုဝင့်မုံတွေနဲ့ကာစီးထားတာကြောင့်ထိမြ၊ကင်မြဖြစ်နေပါတယ်လို့ပြောပြလိုက်ပါတယ်။ဝူခုံးကဒါဆိုရင်တော့ဖြင့်ကျဲပြန်မိစ္ဆာအတော်လေးကိုစ조사နေရတာပေါ့လို့မေးလိုက်ပါတယ်။တင်ကြီးအေဂရီကလည်းအိမ်ပြန်ခြင်းများကြောင့်အများနဲ့ငိုကြွေးနေသလိုကျဲပြန်ကြီးကလည်းနေ့စဉ်စိတ်တော့ကရောက်နေရတာဖြစ်ကြောင်းကင်းသမားမိစ္ဆာကပြောပြနေတာပါ။ဇုံကုံကဒါဆိုရင်တော့ဖြင့်သူတတ်ထားတဲ့နုပညာနဲ့ပြောပြပြီး စိတ်သက်သာရအောင်ကူညီပေးခြင်းကြောင့်ခွင်တောင်းလိုက်ပါတော့တယ်။ကင်းသမားမိစ္ဆာတိတ်ကောင်းတဲ့အစီအစဉ်ဖြစ်ကြောင်းပြောလိုက်ကသူ့နောက်ကိုလိုက်ခဲ့ဖို့ခေါ်သွားခဲ့ပါတယ်။ဇုံကောင်ကမိစ္ဆာကင်းသမားကိုကြောက်ရွံ့ဖြစ်အောင်လှုပ်ပြလိုက်ပြီးတော့ကင်းသမားရဲ့ ID ကတ်နဲ့တခြားအဆောင်ရောင်တွေကိုယူလိုက်ကကင်းသမားဟန်ဆောင်ပြီးဂွေးချိုဂူစီကိုခြစ်တက်လာခဲ့ပါတော့တယ်။ဂွေးချိုဂူထဲမှာတော့အလွန်တရာမှခံညာလာတဲ့တလုံးကြီးပေါ်မှာပက်လက်ကြီးလှန်ပြီးတော့အိတ်နေတဲ့သင်္ကီမီပြားကိုကျေပြန်မိစ္ဆာသေးရမြများနဲ့ထိုင်ကြည့်ကတောက်တစ်ခေါက်ခေါက်ဖြစ်နေခဲ့ပါတယ်။ ဂျေပန်မိတ်ဆာမိဖုရားကိုကင်မှုစူးစမ်းခဲ့ပေမဲ့နာကျင်စီလောက်တဲ့အလင်းရောင်တွေထွက်လာပြီးတော့ဂျေပန်မိတ်ဆာဟာနောက်ကိုလှန်ပြီးတော့ထွက်ပြုတ်ကျလာခဲ့ပါတယ်။ဂွေတူကူတဲကိုရောက်တဲ့ခါမှာကင်းသမားဟန်ဆောင်လာတဲ့ဇုံကုန်းကမိဖုရားစီတန်းသွားခဲ့ပြီးတော့တခင်ကြီးကပါပူရီပြည်နယ်ကပေါ့စီကိုသွားဝယ်စီပြီးမိဖုရားကြီးကိုကျွေးခိုင်းလိုက်ပါတယ်လို့ပြောပြလိုက်ပါတယ်။အခုချိန်ကနဂါးပွဲတော့နှိမ့်မဟုတ်ပဲဆန်ပေါ့စီကဘဲကရနိုင်မှာလဲလို့မိဖုရားကြီးကပြန်မေးလိုက်တာပါ။အဲဒီမှာကင်းသမားဟန်ဆောင်ဇုံကုန်းကဆန်ပေါ့စီမရခဲ့ပေမဲ့ ဘာဘူရီပြည်နယ်ကသတင်းတစ်ခုတော့ကြားခဲ့ကြောင်းကိုပြောပြလာခဲ့ပါတယ်။ဘာဘူရီပြည်မှာမင်းကြီးရဲ့ကျမ်းမာရေးကြောင့်တမားတော်ရှာဖွေတဲ့ဂျင်နာစာတန်းတစ်စောင်ကိုတွေ့ခဲ့ရကြောင်းပြောလိုက်တဲ့အခါမိဖုရားဟာဘယင်ကြီးကိုစိတ်ပူသွားပြီးတော့အသေးအတန်ငိုကြွေးနေခဲ့ပါတော့တယ်။အရင်မှာဝူခေါင်းကပဲဆက်ပြီးတော့အခုချိန်မှာတော့မြင့်မြတ်တဲ့ယဟန်နဘာကကုသပေးနေတာကြောင့်ဘယင်ကြီးဟာအချိန်နေတော်လီပြန်လဲကောင်းမွန်နေဖြစ်ကြောင်းကိုပြောပြတဲ့အခါငိုနေရာကနေချက်ချင်းပျော်သွားကဒါမိုးကောင်းကင်အလိုတော်တိုင်းဖြစ်လာတာဖြစ်ကြောင်းကိုပြောလိုက်ပါတော့တယ်။ ိုက်တော့မှဆိုဂုံကသူ့ရဲ့မူလပုံစံမြောက်ပြီးအသွင်ကိုပြန်လဲဖန်ဆင်းပြီးတော့ဒင်ဂီမီပြားကိုကယ်ဖို့ပါဘူးရီဘီရင်ကြီးကလွတ်လိုက်တဲ့အနောက်ဘက်ခီးသွာဆုံးခုံးဆိုတာကြုတ်ပဲလို့ပြောပြလိုက်ပါတော့တယ်။နောက်မှဝူခုံးကကျေပြန်မိစာဖမ်းသွားတဲ့နေ့ကမဝစ်ပေးလိုက်ရတယ်။တရုတ်လက်ပတ်ကြိုးတစ်ခုကိုပြကာဒီလက်ပတ်ကြိုးကိုမှတ်မိပါသလားလို့မေးလိုက်ပါတော့တယ်။မိဘကမင်းကြီးနေကောင်းရင်လားလို့ပြန်မေးတာကြောင့်ဆုံးခုံးကကုသပေးလိုက်တာကြောင့်မင်းကြီးအသက်သာသွားပြီဖြစ်တဲ့ကြောင့်ပြောပြကာ သူဟာမိစားကိုသွားတားထားမှာဖြစ်ပြီးတော့မိဖုရားကတော့ပါပူရီကိုပြန်နှင်လိုက်တော့လို့ပြောလိုက်ပါတယ်မိဖုရားကလည်းကျဲမိစားကိုဖမ်းဆီးမယ်ဆိုရင်သူ့ရဲ့လက်ဆွဲတော်ရဲနာကိုအရင်ယူရမှာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်ဒီလိုနဲ့ခွေးချိုကူဝါမှာရက်တောင်းနေတဲ့ကျဲပြန်နမင်းစီကိုကင်းသမားမိစားစုံခုံကရောက်လာပြီးတော့မိဖုရားကတွေ့ချင်တာကြောင့်အခေါ်လွှတ်လိုက်တဲ့အကြောင်းလာရောက်ပြီးတော့ရှောက်ထားနေခဲ့ပါတယ်ကျဲပြန်ဘီင်ကသူ့ကိုဘာလို့တွေ့ချင်တာလဲလို့မေးတဲ့အခါဟန်ဆောင်ကင်းသမားမိစားက"သူကဘီင်ကြီးနဲ့ရွာရောက်သွားပြီလို့ညာပြောခဲ့တာကြောင့်ဖြစ်တယ်"လို့ပြန်ဖြေလိုက်ပါတယ် ဘရင်အစ်စ်နန်းတက်တော်မှာဖြစ်ကြောင်းပြောလိုက်တာကြောင့်နန်းတော်မပြန်ရဲခဲ့တာဖြစ်နိုင်ကြောင်းလည်းပြောလိုက်ပါတယ်။ကင်းသမားကပဲဆက်ပြီးတော့ဒါတောင်မလို့သာသခင်ကြီးကိုတွေ့ကျင်တယ်လို့ခေါ်ခဲ့လိုက်တာဖြစ်နိုင်ကြောင်းပြောပြနေတာပါ။ကျေပြန်မိစားလည်းကင်းသမားကိုဟာဟိုခိုင်းဆူအရန်ညံကောင်းတယ်လို့ပြောလိုက်ကမောင်မင်းဟိုကပြန်လာရင်ကော်ဖီမစ်တိုက်ရမယ်လို့ပြောပြီးတော့ထွက်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့မိဖုရားစီရောက်တဲ့အခါမိဖုရားကမောင်ကြီးကအရန်ကိုနှွေးထွေးတတ်ပြီးတော့သူတို့နှစ်ယောက်ရဲ့တွေ့ဆုံခြင်းလေးဟာလည်းကောင်းမွန်တဲ့ကံကြမ္မာဖြစ်တာကြောင့် အခုဆက်ပြီးတော့သခင်ကြီးနဲ့နှွေးနှွေးလေးဖြစ်အောင်လှုပ်ကြဖို့ဆုံးဖြတ်လိုက်ပြီးဖြေချောင်းကိုပြောနေခဲ့ပါတယ်။ကျယ်ပြန်ကြီးကလည်းဒီနေ့ဒီရက်ကိုစောင့်နေတာ၃နှစ်၃မိုးတောင်ရှိပြီဖြစ်တဲ့တော့အခုပဲစားလိုက်ကြတော့မလားလို့မေးလိုက်ချိန်မာမီပြားကြီးကဘယင်ကြီးရဲ့ပေါင်မှာကတ်ချီထားတဲ့ဟာကိုလက်ညှိုးထိုးပြီးတော့ဒါကြီးကဘာကြီးလဲလို့မေးတဲ့အခါကျယ်ပြန်ကြီးကဒါသူ့ရဲ့ကိုပိုင်ရဲနာတစ်ခုဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာတော့မိဖုရားကသူ့ကိုအယုံကြည်မရှိသေးတာသိလိုက်ပြီးဖြေချောင်းကိုပြောပြလိုက်ပါတယ်။ကျယ်ပြန်ကသူ့ကိုအထင်မှားနေတာဖြစ်ကြောင်းပြောတဲ့အခါမိဖုရားကအခုဆိုရင်ဖြင့် သွင်းတိုင်းအောင်ပြစ်ကြတော့မယ်ချိန်မှအဲ့ဒီခေါင်းလောင်းကြီးကိုသူ့ကိုပေးထားဖို့တောင်းဆိုလိုက်ပါတယ်တကယ်လို့ကျေပြန်ကြီးလိုအပ်လာပါကခေါင်းလောင်းကြီးကိုပြန်ပေးမှာဖြစ်ကြောင်းလဲပြောပြလာပါတယ်ကျေပြန်ကြီးကလည်းอืมမိဖုရားပြောတာလဲမှန်ကန်ကြောင်းနေမိဖုရားကြိုက်တယ်ဆိုရင်ဖြင့်စိတ်ကြိုက်간တွယ်ကြီးရှုနိုင်ပါကြောင်းပြောကသူ့ရဲ့ခေါင်းလောင်းကြီးကိုထုတ်ကပေးလိုက်ပါတယ်သူ့ရဲ့ခေါင်းလောင်းကြီးကိုထိမ့်သိမ့်ပေးဖို့ကိုလဲမှာချထားခဲ့တာကြောင့်မိဖုရားကသခင်ကြီးကသူ့ကိုတော်တော်ယုံနာပဲလို့ပြောလိုက်ကကင်းသမားဟန်ဆောင်ထားတဲ့ဝူခုံးကိုဒင်နာမြန်မြန်ပြင်ထားလိုက်ဖို့မှာချလိုက်ပါတော့တယ် မိဖုရားကလည်းကျေပြန်ကြီးကိုခဏစောင့်ဖို့နဲ့ဒီခေါင်းလောင်းတွဲကိုသူကသွားအောင်တင်းဆဲဖို့ပြောကာထွက်သွားခဲ့ပါတယ်ဒီလိုနဲ့ခေါင်းလောင်းအဆုံးခုံရဲ့လက်ထဲကိုရောက်ရှိပြီးအပြင်ကိုရောက်တဲ့ခါမှာဆုံးခုံဟာခေါင်းလောင်းအဆုပ်ကိုဖွင့်လိုက်တာကြောင့်အတန်မျိုးစုံမိကခိုးငွေတွေထွက်လာခဲ့ပါတော့တယ်ဇူညံအတန်တွေကြောင့်မိဖုရားနဲ့တူတူအစားအစားနေတဲ့မိစ္ဆာကျေပြန်ဟာအပြင်ကိုခဏဆိုပြီးတော့ထွက်သွားကြည့်ခဲ့ပါတော့တယ်အပြင်ရောက်တဲ့ခါမှာတော့အတန်တွေမြည်ပြီးတော့ခိုးတွေထွက်နေတယ်ခေါင်းလောင်းရဲ့အဝကိုဂုံးစားနဲ့ပိတ်လိုက်ပါတယ ။ဝူခုံးကလည်းမိဖုရားကိုမိစ္ဆာအတွက်နည်းနည်းလေးထပ်ပြီးတော့ကုလီကူမာလှုပ်ပေးထားဖို့မာကြနေတာပါ။ကျေပြန်ကြီးကပြန်ဝင်လာပြီးတော့သူ့ရဲ့ရေနာကိုတယောက်ကခိုးသွားပြီးမတုံးတတ်တာကြောင့်လွတ်ပြစ်ထားခဲ့တာလို့မိဖုရားကြီးကိုပြောတော့မိဖုရားကလည်းသူလည်းရေနာပျောက်သွားတာကြောင့်လိုက်ရှာနေရခြင်းဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။မိဖုရားကလည်းတော်သေးတာပေါ့လို့ပြန်ပြီးတော့ပြောလိုက်ချိန်မှာကျေပြန်ကစိတ်မပူဖို့နဲ့တခိုးကိုမိဘကသူဟာမိရှို့တက်ပြစ်မှာဖြစ်ကြောင်းကိုလည်းပြောလိုက်တာပါ။မိဖုရားကလည်းမင်းကြီးရဲ့မိစွမ်းအားဟာကြီးမားလာကြောင်းပြောကအရက်တောင့်နေချိန်မှာ ဟန်ဆောင်ထားတဲ့ဝူခုံးကဟင်းတပွဲလာချပေးပြီးတော့မိပြားကလည်းစွတ်စက်တိုက်နေချိန်မှာတော့ဝူခုံးရဲ့အစွမ်းနဲ့ကြဲမိတ်စာကြောကုန်းထဲမှာအကောင်လေးဝင်တယ်လို့ပြောပြီးကနေခဲ့ပါတော့တယ်ကြောကုန်းရတာကြောင့်ခေါင်းလောင်းချအင်ကြီးကိုချုပ်ကာကတာမဟုတ်ဘူးငါသားရဲ့အရာလို့ကုတ်တာဟဲ့ဆိုပြီးရာလို့ကုတ်နေတော့မှာပဲဇုံခုံးကခေါင်းလောင်းစိတ်ကိုယူကာတုနဲ့လဲထားလိုက်ပါတော့တယ်အဲ့တော့မှရတာလည်းပျောက်သွားပြီးတော့မိပြားခေါင်းလောင်းကိုယူကာသူသိမ်းထားပါမယ်လို့ပြောပြီးတော့ပြန်သွားတဲ့ခါမှာဒီခါဘသူမှခိုးမသွားအောင်ဂရုစိုက်ဖို့ပြောခဲ့လိုက်ပါတယ် ဂူခုံးကတော့ဂူပောက်ဝါကိုယောက်လာပြီးတော့သူဟာပါပူရီဘီရင်ကြီးရဲ့အမိန့်နဲ့မိဖုရားတိန်ကြီးကိုကယ်တင်ဖို့လွတ်လိုက်တဲ့ဆုံခုံးဖြစ်ကြောင်းမိဖုရားကိုထုတ်ပေးဖို့နဲ့ထုံမပေးပါကဘာပူသွားမညာပူသွားမနဲ့စိန်ခေါ်နေခဲ့တာပါမိစ္ဆာတပ်သားတယောက်ကလည်းပါပူရီတိုင်းပြည်ကအမွေးတူတယောက်လာပြီးတော့စိန်ခေါ်နေကြောင်းပြောလိုက်တဲ့အခါမိစ္ဆာကပါပူရီမှာမိဖုရားသိတဲ့အမွေးတူကောင်ရှိသလားလို့မေးလိုက်တာကြောင့်မိဖုရားကကြားတော့မကြားဘူးကြောင်းပြန်ပြီးတော့ဖြေလိုက်ပါလုံးနဲ့ကျေပြန်တို့တပ်ဖွဲ့ကလည်းစုံခုံးကိုဂူပဝါဒီထွက်စာပြီးတော့ဂူခုံးနဲ့တွေ့တဲ့အခါမှာမိဖုရားကိုတန်းပြီးတော့ထုတ်ပေးတင်ကြောင်းနဲ့ တကယ်လို့ထုံမပေးပါကဘာညာတာရကစမာကလာရီဖြစ်သွားနိုင်ကြောင်းပြောလိုက်တဲ့အခါမိစာဂျေဗန်ကဒင်ဂီအေဂရီကသူနဲ့လက်ထပ်ပြီးသွားပြီဖြစ်တဲ့အတွက်ဘာဘူးရီဘင်ကိုမျောလင်းချက်တွေထားမနေဖို့အတီးပေးလိုက်ဖို့ပြောလိုက်တဲ့အခါဝူခုံးကသူများမိမအောင်လုံးမတူပဲခိုးယူပေါင်းသိနေကြတာဘလောက်တောင်ဆက်ဖို့ကောင်းလဲဆိုတာနားမလဲတဲ့မိစာပဲလို့ပြောပြီးတော့ဂျေဗန်ရဲ့ပခုံးပေါ်ကိုတက်ချလိုက်ပါတယ်မိစာရီကလည်းဆုံးဝူခုံးဝိုင်းဝန်းတိုက်ခိုက်နေကြပြီးတော့နောက်ဆုံးမှဝူခုံးဟာဂျေမိစာကိုဖမ်းမိလိုက်ပါတယ်ဂျေမိစာကသူဟာဘိုက်စာနေလို့မတိုက်ခိုက်နိုင်တာဖြစ်ကြောင်းပြောလိုက်ပြီးတော့ သူ့ကိုအစားစားဝင်ခဏပြုတ်ပြီးဆက်တိုက်ကြမယ်လို့ပြောနေခဲ့ပါတယ်။ဟူခွန်ကလည်းကျဲမိတ်ဆောင်သွားသွားစားကြည့်ဆိုပြီးတော့ပြန်လွတ်လိုက်တာပါ။မိတ်ဆာအထဲကိုပြောင်းတဲ့အခါမှာတော့မိဖုရားရဲ့စီကနေခေါင်းလောင်းကိုပြန်တောင်းပြီးဇုံကုံကိုမိလောင်တိုက်သွင်းမယ်လို့ပြောနေခဲ့တာကြောင့်မိဖုရားကသူ့သိမ်းထားတဲ့ခေါင်းလောင်းအတူကြီးကိုပေးလိုက်ပါတော့တယ်။ဒရုံနဲ့ပြန်ပြောင်းတဲ့အခါမှာတော့မိတ်ဆာသူ့ရဲ့ခေါင်းလောင်းကွင်းကိုပြပြီးတော့ချင်းချောက်လာခဲ့တာကြောင့်ဟူခွန်ကလည်းသူ့မှာလည်းခေါင်းလောင်းရှိချောင်းထုတ်ပြလိုက်ပါတယ်။ကျဲပြန်သူ့ကိုပြဖို့ပြောတဲ့အခါဟူခွန်ကထုတ်ပြလိုက်တာကြောင့် ကျေပြန်ဘာကြောင့်သူ့ရဲ့ခေါင်းလောင်းနဲ့ဒူနေရတာလဲလို့ပြန်မေးနေခဲ့ပါတယ်။ဟူခွန်ကခေါင်းလောင်းပဲရရလဲလို့မိစ္ဆာကိုမေးတဲ့အခါဘာကွမီးဟိုပိုင်းရှင်နမင်းလောင်ကြီးစီကရတာဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာတော့ဟူခွန်ကသူ့လည်းအတူတူပဲလို့ပြန်ပြီးတော့ဖြေလိုက်ပါတယ်။လောင်ကြီးစီမှာနှစ်ကွင်းရှိပြီးတော့သူ့ဟာကအထီးကွင်းဖြစ်ပြီးမိစ္ဆာရဲ့ကွင်းကတော့အမဖြစ်ကြောင်းရှေ့တုန်းကအကွက်တိုင်းပဲတက်ပြီးတော့ဖောလိုက်ပြန်ပါတယ်။မိစ္ဆာရဲ့ကွင်းကအမကွေးဖြစ်တာကြောင့်သူ့ရဲ့အထီးကွင်းရှိမှဆိုတုတ်တုတ်တောင်လှုပ်လို့ရမှာမဟုတ်ကြောင်းကိုပြောလိုက်ပါတော့တယ်။ လက်တွေကြည့်ကြတာပေါ့လို့ပြောပြီးတော့ကျဲပြန်မိစာခေါင်းလောင်းလှုပ်ခဲ့ပြီမယ်။ဘာမှဖြစ်မလာပဲ။ဇုံကုံလေးကိုရောက်တဲ့အခါဆုံးခေါင်းခေါင်းလောင်းစုပ်ကိုဖွင့်ပြီးတော့တဖောင်းဖောင်းနဲ့မီးလုံးနေနဲ့ပြစ်ပါတော့တယ်။ဦးခေါင်းကကျဲပြန်မိစာကိုအဲ့ဒီမှာဖမ်းမိသွားပြီးတော့ခေါင်းလောင်းနဲ့ရိုက်တတ်ဖို့ကြိုးစားနေချိန်မှာပဲကွမ်းမေတော်ရောက်လာပြီးကျဲပြန်ကိုမတတ်ဖို့တားဆီးခဲ့တာကြောင့်ဦးခေါင်းကသူကရေးပါလို့လားလို့သွားပြီးတော့မေးမြန်းရှောက်တင်တဲ့အခါမှာသူဟာကွမ်းမေတော်ရဲ့ရွှေလဲဆန်းမွှင်းနဲ့ဇီတော်ရင်ဖြစ်ပြီးတော့အဆောင်အိတ်နေတုန်းမှာတန်ကျိုးကိုကိုက်ပြီးတော့ထွက်ပြေးသွားခဲ့တာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ် ။ကွာရင်ဖိုးစာကကျဲပြန်ပုံစံကိုအမှန်ပြဖို့ပြောလိုက်တဲ့အခါကျဲပြန်ကဒိုးနေအဖြစ်ကိုပြောင်းလဲသွားခဲ့ပြီးတော့ကွာရင်မေတော်ကသူ့ရဲ့ရွှေခေါင်းလောင်းကိုပြန်တောင်းလိုက်ပါတယ်။ရွှေခေါင်းလောင်းကိုဖွက်ထားတဲ့ဇုံခုံကသူ့မှာဘာမှမရှိဘူးလို့ညင်းနေခဲ့တာကြောင့်ကွင်းချက်ကရာယွတ်လိုက်ရမလားလို့မေတော်မှရွှေခေါင်းလောင်းကိုထုတ်ပေးလိုက်ပါတော့တယ်။ကွာရင်မေတော်ကခေါင်းလောင်းကိုဒိုးနေရဲ့လက်ဘေးမှာဆွတ်ပြီးတော့ပြန်လဲကြွချီသွားခဲ့ပါတယ်။တစ်ဖက်ကဘာပူရီပြင်ကြီးကတော့တန်ကီအေရီကိုပြန်တွေ့ရပြီဖြစ်တာကြောင့်အချီလေးကိုကိုရေဆိုပြီးတော့ပြေးခါဖက်လိုက်ကြပါတယ်ဆလိုမိုးရှင်းနေပေါ့ ဒါပေမဲ့ဘရင်ကြီးကအနာကပ်မြပဲလွင့်ထွက်သွားတာကြောင့်တကိုးရှင်တပါးပါးကမိဖုရားကိုကာကွယ်ဖို့အတွက်နှင်းစီဝိမုံနဲ့ကိုလုံးခြုံထားခဲ့တာကြောင့်သုံးနှစ်လုံးမိစ္ဆာကျေပြန်ကထိတွေ့မရဖြစ်နေတာဖြစ်ကြောင်းဝူခုံးကပြောပြလိုက်တဲ့တွာဘာဘူရီမင်းကြီးကအလွန်အင်မတန်မှအထုတ်ထိတ်ကိုဝမ်းသာပြီးဒီဂွန်းစီထီသွားခဲ့ပါလိမ့်ဘာဘူရီကဒီလိုမှဖြင့်သူလည်းဘလို့လို့ရမယ်မှန်းတော့မသိတော့ပါဘူးလို့ပြောတဲ့အချိန်မှာပဲလောင်ဂျီနာမင်းဟာသူ့ရဲ့ငါးအောင်ချဲနှင်းစီလွာဝိယုံကိုပြန်လာယူတာလို့ပြောလိုက်ကဒိန်ဂီအေဂရီရဲ့ဝိယုံကိုပြန်ချွတ်ယူသွားခဲ့ပါတော့တယ် အရီတော်မှာပဲမင်းကြီးဟာမိဖုရားကြီးကိုအာရပါရပြန်ကင်ခွင့်ရပြီးတော့ပြေးကြဖက်ကြရင်းနေဒီပိုင်းလေးဟာဒီနေရာမှာပြီးဆုံးသွားခဲ့ပါတော့လေခင်ဗျာဟုတ်ကဲ့ပါဒီနေ့အတွက်တင်ဆက်မှုကတော့ဒီလောက်ပါပဲခင်ဗျာဇုံခုံနဲ့ဆရာတော်တို့အဖွဲ့ရဲ့အနောက်ရက်ကိုခီးသွားတဲ့မှတ်တမ်းတင်ဆက်ပေးနေတာဖြစ်ပါတယ်နောက်နေ့မှလည်းအပိုင်းဆက်တွေကိုဆက်လက်ပြီးတော့စူးစမ်းတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် channel subscribe လုပ်ပြီးနောက်ခေါင်းလောင်းနှိပ်ပြီးတော့စောင့်ကြည့်နိုင်ကြအောင်ပါရုပ်ရှင်ကားလေးစာဆုံးပြန်ကြည့်နေတဲ့ဆိုရင် Telegram channel ကို join ထားလို့ရပါတယ်ခင်ဗျာဒီနေ့မှစကားနဲ့စုံဒီ live ပါတချို့အားပေးခဲ့တဲ့ ်ချိန်ပေးခဲ့ကြတဲ့မြောက်ချစ်သူပေါင်းသူတော်ကောင်းတို့တယောက်ချင်းဒီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်အန်ခင်မှုပါ